Hello အားလုံးပဲမင်္ဂလာပါရှင်ဟိမန်ပါဒီနေ့ကျွန်တော်ကမြန်မာစကားပုံလေးတွေနဲ့ကိုရီးယားစကားပုံလေးတွေကိုရှင်တွဲပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်။ကဲအားလုံးစိတ်သည်ဖြစ်ပြီးတော့ကျွန်တော်တို့စလိုက်ကြရအောင်ရှင်။ပထမဦးဆုံးစကားပုံလေးတစ်ခုဖြစ်ပါတယ်။တရုတ်လူရှာအရာလူစုဆိုတဲ့အဲမြန်မာစကားပုံလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်။တရုတ်လူရှာအရာလူစုဆိုတဲ့မြန်မာစကားပုံလေးနဲ့တူညီတဲ့ကိုရီးယားစကားပုံလေးကတော့ဂဲကတ်စီဘော်ရိုဆိုဂျုံဆုံကတ်စီ 쓴다.개같이벌어서정승같이쓴다.개같이벌어서정승같이쓴다.소래색봉리ဖြစ်ပါတယ်။အဲ့ဒီ색봉리နဲ့သွားပြီးတော့တူပါတယ်။အာ개ဆိုတော့ခွေးပေါ့နော်။အဲ့တော့ဒီမှာကျတော့ခွေးလို့ရှာပြီးတော့ဆိုပြီးတော့ပြောနေတာမဟုတ်ဘဲနဲ့အဲပင်ပင်မှန်မှန် ငွေကြေးတွေကိုပင်ပင်မမန်းစုဆောင်းရှာဖွေပြီးရသလောက်ရှာဖွေပြီးတော့သုံးဆွဲတဲ့အခါမှာအကျိုးရှိရှိနဲ့ချွတ်ချွတ်တတလေးသုံးဆွဲပါဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်ရှင်ဒုတိယမြောက်သကပုံလေးကိုပြောပြပေးတော့မှာဖြစ်ပါတယ်ဒုတိယမြောက်သကပုံလေးကတော့ပညာရှိတတိဖြစ်ခဲဆိုတဲ့သကပုံလေးဖြစ်ပါတယ်ဝွန်ဆုငီတိုနာမူဧဆိုတော်ရဂျင်ဒါဝွန်ဆုငီတိုနာမူဧဆိုတော်ရဂျင်ဒါ 원숭이도 나무에서 떨어진다. 이마 원숭이 소라가로 야구 별앞에 원숭이도 나무에서 떨어진다. 소로 원숭이 미다마 တစ်ပင်ဘောကနေကြုံကြတက်တယ်ဆိုတော့အတိတ်ပဲဖြစ်ပါတယ်အဲ့တော့မြောက်ဆိုတာတစ်ပင်တက်ကျွမ်းတယ်ဒီလိုတစ်ပင်တွေကျွမ်းကျင်တဲ့အဲမြောက်တောင်မှာပဲတခါတလေတစ်ပင်ဘောကနေပြုတ်ကျတက်တယ်ဆိုတော့အတိတ်ပဲလေးဖြစ်တဲ့အတွက်ကျွားလို့မြန်မာစကားပုံမှာဆိုလို့ရှိရင်တော့ပညာရှိတတိဖြစ်ခဲဆိုတော့စကားပုံလေးနဲ့တွားပြီးတော့တူညီနေတာပဲဖြစ်ပါတယ်ရှင်နောက်တတိယမြောက်စကားပုံလေးကိုကျွမ်းလို့တူတူလေးလာကြည့်ပါမယ်ရှင်ဂဲနူနဲတုံမန်ဘွိန်ဒါဂဲနူနဲတုံမန်ဘွိန်ဒါ 개 눈에 똥만 보인다. 소래 စကပုံလေးဖြစ်ပါတယ်အဲ့ဒီစကပုံလေးကတော့ကျွားတို့မြန်မာစကပုံမှာဆိုလို့ရှိရင်တော့ရှမ်းကြိုက်နွားချောဆိုတဲ့စကပုံလေးနဲ့သွားပြီးတော့တူညီနေတာဖြစ်ပါတယ်လူတစ်ယောက်ကပေါ့နော်ဒီအရာဝတ္ထုပစ္စည်းတစ်ခုကိုသူက quality ကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေသူ့ရဲ့စိတ်ထဲမှာဒီပစ္စည်းကကောင်းတယ်တန်တယ်လို့ယူဆလိုက်ပြီးဆိုလို့ရှိရင်တော့ဘလို့မျိုးပဲဖြစ်နေပါစေဒီပစ္စည်းကကောင်းတယ်လို့ပဲအဲတသမတ်ထဲယူဆသွားတာဖြစ်ပါတယ်အဲ့တော့မြန်မာစကပုံမှာဆိုရင်ရှမ်းကြိုက်နွားချောဆိုတဲ့စကပုံလေးနဲ့သွားပြီးတော့တူညီနေတာပဲဖြစ်ပါတယ်ရှင်နောက်ထပ်စကပုံလေးတစ်ခုကိုကျွန်တော်တို့ဆက်ပြီး ေးလာတော့မှဖြစ်ပါတယ်အဲ့ဒီစကပုံလေးကတော့မြန်မာစကပုံမှာဆိုလို့ရှိရင်ဖွမင်းရဓမ္မလဲဆုံးဆိုတော့စကပုံလေးနဲ့သွားပြီးတော့တူညီနေတာဖြစ်ပါတယ်။ကိုရီးယားစကပုံလေးကတော့ Twinun Toki Jabulyota Jamnun Toki Nochinda Twinun Toki Jabulyota Jamnun Toki Nochinda 追눈토기잡으려다잡눈토기놓친다ဆိုတဲ့စကားပုံလေးနဲ့တွားပြီးတော့တူညီနေတာဖြစ်ပါတယ်ပြင်းနေတဲ့ယုံကိုဖျားဖို့လုပ်နေရကနေမိထားတဲ့ယုံမှာလွတ်သွားတယ်ဆိုတော့စကားပုံလေးနဲ့တွားပြီးတော့တူညီနေတာပဲဖြစ်ပါတယ်မြန်မာမှာဆိုလို့ရှိရင်တော့ဖွမရဓမ္မလဲဆုံးဆိုတဲ့စကားပုံလေးနဲ့တွားပြီးတူညီနေတာပဲဖြစ်ပါတယ်ရှင်နောက်တဲ့စကားပုံလေးတစ်ခုကတော့ဘောမမနုံကိုတဲ့ထိုကီကစူးစူးညီတာဘောမမနုံကိုတဲ့ထိုကီကစူးစူးညီတာ ဘောမုံနုံကိုတဲ့ထိုကီကစူးစူးငီတာဆိုတဲ့စကားပုံလေးဖြစ်ပါတယ်အမြန်မာ စကားပုံမှာဆိုလို့ရှိရင်အနူတော်လူချောဆိုတဲ့စကားပုံလေးနဲ့တွားပြီးတော့တူညီနေတာပဲဖြစ်ပါလေရှင်အဲ့တော့ကျွန်တော်တို့အနူတော်မှာလူချောဖြစ်တယ်ဥပမာရုပ်ဆိုးနေတဲ့သူတွေကြားထဲမှာဆိုရင်ကိုကကိုသားလေးရုပ်ချောဆုံးဖြစ်တယ်အာနောက်ပြီးတော့ပညာသိပ်ပြီးတော့ပညာမတတ်တဲ့လူတွေကြားထဲမှာဆိုရင်နည်းနည်းလေးပညာရှိတဲ့သူကဆရာကြီးပဲပေါ့အဲ့အဲ့လိုအဓိပ္ပာယ်မျိုးနဲ့တွားပြီးတော့တူညီနေတာဖြစ်ပါတယ်ကိုရီးယားစကားပုံကြီးရဲ့အဓိပ္ပာယ်ကတော့ ကြားမရှိတဲ့တော့မှယုံငါဆရာတဆူပဲဆိုတော့အတိတ်ပဲပဲဖြစ်ပါတယ်ရှင်ဒီနေ့တက်ကတော့ဒီလောက်ပါပဲရှင်နောက်တစ်နောက်ထပ်ဗီဒီယိုအစ်တစ်ကလေးနဲ့ထပ်လာခဲ့ပါဦးမယ်ဒီလိုစီစဉ်လေးတွေကိုထပ်ပြီးတော့ကျွမ်းနဲ့တူတူလေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွမ်းရဲ့ YouTube channel လေးကို like and subscribe follow လုပ်ထားဖို့အားလုံးကိုတောင်းဆိုချင်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်အညီကစေရောကျေးဇူးတင်ပါတယ်